မင်္ဂလာပါဒီနေ့မှာတော့ယူကော့ဝဲနဲ့ပတ်သက်တဲ့ယူကော့ဝဲစီးမင်းနဲ့နိုင်ငံတကာရဲ့သုံးသပ်ချက်လေးတွေကိုနှစ်ချုပ်လေးညှက်ဝေတင်ဆက်ပေးလိုက်ပါမယ်အနန္တရင်စကောင်းဆောင်ကစီးရင်ကျင်းပမယ်ယူကော့ဝဲတွေတရားမျှတမှုရှိနိုင်ခြင်းအလွန်နှေးပါပါသေးဟုနိုင်ငံရေးလေးလံသူများနဲ့နိုင်ငံတကာဖွဲ့စည်းများစုကသုံးသပ်ကြပါတယ်လက်ရှိအခြေအနေနဲ့နိုင်ငံရေးအမြင်အရအဓိကစဉ်းစားရမယ့်ချက်တွေကို အောက်ပါတိုင်းဆွေးနွေးသုံးသပ်ကြကြရအောင်ရွေးကောက်ပွဲမှာတရားမျှတမှုမရှိနိုင်ခြင်းအဓိကအကြောင်းရင်းများကိုအရင်းဦးဆုံးသုံးသပ်ကြနိုင်ပါတယ်အကြံပေးမှုနှင့်လုံခြုံရေးရှင်တွေကတိုက်ပွဲတွေဖြစ်ပွားနေပြီးထိတ်ဆုံးမှုမရှိခြင်းကြောင့်လက်ရှိတွင်မြန်မာနိုင်ငံ၏ဒေသများပြားတွင်ပြည်သူခုခံတော်လှန်ရေးနှင့်လက်နက်ကင်ပဋိပက္ခများပြင်းထန်နေစေဖြစ်သည့်တိုင်းနိုင်ငံလုံးမှာစစ်ကောင်စီသည်နိုင်ငံ၏နေရာအနှံ့ပြားကို ထိန်းချုပ်နိုင်ခြင်းမရှိသောကြောင့်နိုင်ငံလုံးဆိုင်ရာရွေးကောက်ပွဲကိုလွတ်လပ်စွာတပြိုင်တည်းကျင်းပနိုင်ရန်လုံးဝမဖြစ်နိုင်ပါဘူး။နေပြည်သူနှင့်စည်ရင်ပြုစုရန်ခက်ခဲဖြစ်ပြီးတိုက်ပွဲများကြောင့်ပြည်သူတန်းနဲ့ရှိနေရဆုတ်ခွာထွက်ပြေးနေရပြီးရင်းရှင်နေအောင်တွင်စစ်ကောင်စီမဲစည်ရင်ပြုစုခြင်းသည်မှန်ကန်တိကျမှုရှိမည်မဟုတ်ပဲနေပြည်တော်ဆုံးချုပ်သူများများပြလာနိုင်တဲ့အချိန်မှာမဲရက်လက်ပြခဲ့ရင်တော့ပြည်သူဆန္ဒမဟုတ်တဲ့ရက်လက်လိုပဲ ုံသက်ရှင်ပါတယ်ဥပဒေရေးရနဲ့နိုင်ငံဆိုင်ရာဖိနှိပ်မှုများအတိုက်အခံများကိုဖယ်ရှားခြင်းဟာဆက်အနာသိမ်းပြီးနောက်အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် NLD ပါဝင်အထက်အတိုက်အခံပါတီများနဲ့နိုင်ငံသမားများကိုဖျက်သိမ်းခြင်းဖန်တီးထောင်ချခြင်းများပြုလုပ်ခဲ့ပြီးဖြစ်သည်ထို့ကြောင့်ပြည်သူလူထုထောက်ခံမှုအများဆုံးရရှိထားသည့်ပါတီကြီးများပါဝင်ရှင်ပြန်နိုင်ခြင်းမရှိသည့်အတွက်ရင်းရွက်ကွဲသည့်ပါတီဆောင်ဒီမိုကရေစီအနှစ်သာရကိုဆုံးချုံနေဦးမှာပါ။ ရုပ်ောက်ပွဲဥပဒေပြင်ဆင်မှုများသုံးသပ်ကြည့်ပါစစ်ကောင်စီသည်နိုင်ငံရေးပါတီများမှတ်ပုံနေခြင်းဥပဒေကိုပြင်ဆင်ခဲ့ပြီးပါတီဝင်အင်အားနှင့်ရမွေဆိုင်ရာသတ်မှတ်ချက်များကိုမြင့်တင်ခဲ့ရာ၎င်းတို့နှင့်နှိမ့်ဆက်သည့်ပါတီသို့မဟုတ်၎င်းတို့ထိန်းချုပ်နိုင်သည့်ပါတီငယ်များသာလူကိုယ်တော်ဝင်ရောက်နိုင်ရန်လမ်းဖွဲ့ပေးထားခြင်းသာဖြစ်ပါတယ်လက်ရှိနိုင်ငံရေးရွယ်ချက်မှာစစ်ကောင်စီရုပ်ောက်ပွဲကျင်းပလို့ခြင်းသည်နိုင်ငံရေးထပ်ပေါ်တစ်ခုနှင့်၎င်းတို့၏အာဏာသိမ်းမှုကို ပြည်တွင်းပြည်ပတရားဝင်အသွင်ဆောင်နိုင်ရန်အတွက်သာအထူးကရည်ရွယ်သည်ဟုနိုင်ငံရေးလေ့လာသူများကလည်းသုံးသပ်ကြတာပါပဲ။ခံပြရုပ်ောက်ပွဲမှုဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက်တကယ်စစ်မှန်တဲ့ရည်ရွယ်ချက်မဟုတ်ပဲစစ်တပ်အုပ်ချုပ်ရေးကိုပုံစံပြောင်းပြီးဆက်လက်ထိန်းချုပ်နိုင်ရန်အတွက်သာအထုံးပြုမိခံပြတက်တက်သာဖြစ်တယ်ဆိုတာကိုအလုံးလေးမြင်မိမှာပါ။နိုင်ငံတကာနဲ့ပြည်တွင်းတုံ့ပြန်မှုများကိုရှုံ့ဆောင်ကြည့်ပါ။ ပြည်တွင်းဒေါ်လာရင်းအင်အားစုများ၏သဘောထားလည်းထုတ်ပြန်မည်ဖြစ်ပါれ။လုံးဝငင်းပယ်ထားတာတွေတွေ့ရမှာပါ။အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်လူမျိုးဒေါ်လာရင်းအင်အားစုများတိုင်းရင်းသားလက်နက်ကိုင်ဖွဲ့စည်းများသူတို့သည်လည်းစစ်ကောင်စီ၏ရုပ်ောက်ပွဲကိုအတိမတ်မပြုကြောင်းနှင့်ဟန်မြက်တက်တက်သာဖြစ်ကြောင်းပြက်ပြက်သားသားကြေညာထားပြီးဖြစ်ပါれ။နိုင်ငံတကာတိုင်းဝိုင်းရင်မြန်မာအတိမတ်မပြု၏အမေရိကန်ဘာဝင်ဒီမိုကရေစီနိုင်ငံများနဲ့နိုင်ငံတကာရုပ်ောက်ပွဲဆောင်ကြည့်ရေးအဖွဲ့များကလည်း စစ်ကောင်စီရင်ပန်းမြေရွေးကောက်ပွဲတွင်လွတ်လပ်မှုမျှတမှုနှင့်ယုံကြည်စိတ်ချရမှုရှိမည်မဟုတ်ကြောင်းပွင့်လင်းစွာပြောကြားထားပြီး၎င်းတို့၏ရလတ်ကိုအတိမတ်ပြုရန်မဖြစ်နိုင်ကြောင်းသတိပေးထားတာတွေ့ရမှာပါမိဂိုးချောင်းအဖြစ်သုံးသပ်ရမယ်ဆိုရင်အာဏာသိမ်းစစ်ကောင်ဆောင်ကရင်ပန်းမြေရွေးကောက်ပွဲတွင်ရွေးကောက်ပွဲဆိုင်ရာစံနှုန်းများဥပမာလွတ်လပ်မှုမျှတမှုပွင့်လင်းမြေတမှုတွေ့ရမဲပေးနိုင်မှုမေပေးခွင့်အပြည့်အဝကို ပြည့်နေနိုင်မည်ရှိနေလုံးဝမရှိနိုင်ပါ။ဒါကြောင့်ဆိုသောနိုင်ငံရေးဖိနှိပ်မှုနှင့်အထူးကအတိုက်ခံများပါဝင်ခွင့်မရခြင်းပြည်ပကများကြောင့်မဲပေးနိုင်သည့်နေနေကန့်သတ်ချက်များရှိခြင်း၎င်းတို့၏အာဏာကိုတရားဝင်ဖြစ်အောင်ကျိုးပန်းခြင်းတသက်သာဖြစ်နေခြင်းစသည့်အချက်များအရဤရွေးကောက်ပွဲသည်စစ်အာဏာရှင်စနစ်ကိုဆက်လက်ထိန်းချုပ်ရန်ကြိုးပမ်းသည့်နိလန်တစ်ခုသာ ဖြစ်လာနိုင်ကြောင်းသုံးသပ်ရပါသည်။နိုင်ငံရေးအပြောင်းအလဲနှင့်တည်ငြိမ်မှုမရှိဘဲကျင်းပမည့် မြည်သည့်ရွေးကောက်ပွဲမျိုးမဆိုမြန်မာပြည်သူလူထုအတွက်ငြိမ်းချမ်းရေးဒီမိုကရေစီကိုယူဆောင်လာနိုင်မည်မဟုတ်ကြောင်းသုံးသပ်ချက်လေးပဲဖြစ်ပါတယ်။ဒီလိုသုံးသပ်ရအောင်နိုင်ငံရေးဘယ်လောက်နားလည်တယ်လို့မိကောင်းမေးပါလိမ့်မယ်။မှန်ပါတယ်။နိုင်ငံရေးနားမလည်ပါဘူး။ဒါပေမဲ့နိုင်ငံရေးဆိုတာနိုင်စင်ဘောနဲ့ဆက်နွှဲနေတဲ့အတွက်နိုင်ငံသားမှန်ရင်အရွယ်ရောက်ပြီးသူတိုင်းနိုင်ငံရေးနဲ့ကင်းကွာလို့မရပါဘူး။ဘယ်အစိုးရတက်တဲ့ငါလုံးမှငါစားရတာပဲ။ သူတို့လှုပ်ရှင်တာလို့ဆိုပြီးနေလို့မရတော့ပါဘူးသူတို့လှုပ်ရှင်တာတွေပဲလှုပ်နေကြလို့မြန်မာနိုင်ငံမှာလူဖျက်တဲ့လူတွေလူခွင့်ပြည်ပြည်ဝဝရခဲ့လားဆိုတာကိုစိတ်အစိုးရဆက်ဆက်ကိုပြန်ကြည့်ပါချမ်းသာသူကထားเสียမရှိအောင်ချမ်းသာပေမဲ့မွေးသူကစားเสียမရှိအောင်မွေးနေတာဘာကြောင့်လဲတာရုံကြီးမျက်မရှိလို့မဟုတ်ပါလားချမ်းသာသူတွေကငွေနဲ့ခင်းသွားရဲ့အာနာရှိသူကလုတ်ပိုင်ခွင့်နဲ့သွားတယ်လေရှင်ရရှင်ကဖိနှိပ်ခံလူရသား ဒါကြောင့်နိုင်ရတော်ဝန်ထမ်းရဖို့အလုံးကိုတိုက်တွန်းရင်းအဆုံးသတ်လိုက်ရပါတယ်